မင်္ဂလာပါမန်ချက်စတာယူနိုက်တက်နဲ့တော်တန်ဟမ်ဟော့စပါတို့ဘုံမောက်တိုက်စီမှုအန်တိုနီစီမီနီယိုကိုအတော်လေးစိတ်ဝင်စားနေကြတယ်ဆိုပြီးတရင်တွေကတော့ထွက်နေတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်တော်တော်လေးတရင်ဖြစ်နေတာဒါပေမဲ့အဲတရင်ရင်းမစ်တိချီယာတလောက်ကျော်ပြောင်းရွှေ့ခြင်းကိစ္စကတကယ်ကိုအဓိကပြဿနာဖြစ်နေပုံပဲอืมအဲ့ဒါကအဓိကအချက်ပဲဖြစ်မယ်ထင်တယ်ဆိုတော့ဒီကိစ္စကိုဒီနေ့ရင်းမစ်လေးတွေနဲ့ရတဲ့အချက်လက်တွေနဲ့ဒေချာလေးဆွေးနွေးကြည့်ကြအောင်ပေါ့ အသက်25နှစ်အရွယ်ခါနာတိုက်စီမှုစီမီနီယိုလေသူကပြီးခဲ့တဲ့ရာသီကတော်တော်ချီဆွမ်းပြတော့တာဟုတ်ပါပြိုင်ပွဲဆုံး90ဆိုတာမနေဘူးလေအဲ့ဒါကြောင့်လဲ T10 Club တွေကမျက်စိကျလာတာပေါ့အင်းအဲ့ဒီ90ဆိုတဲ့အရေးတို့ကတကယ့်ကိုအာယုံဆိုင်ခံရတာအဲ့ဒါကြောင့်လဲ United ကစပြီးတော့စိတ်ဝင်စားမှုပြခဲ့တယ်ဟုတ်တယ်ပြီးတော့စပားကလည်းမကြခဲ့မှာပဲသူ့ချင်းတွေဘယ်လိုလဲဆိုပြီးတော့စွန်စားဖို့ဝင်လာတယ်လို့သိရတယ်ဟုတ်ကဲ့ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကလေဒီစိတ်ဝင်စားမှုတွေက ဘာလို့ရုတ်တရက်ကြီးအရှင်လျော့သွားပုံပေါက်နေရတာလဲဆိုတာပဲဟုတ်တယ်အဲ့ဒါသိချင်တာဘာဖြစ်လို့လဲအဓိကအကြောင်းရင်းကတော့ရှင်းရှင်းလေးပါဘုံမောင်ရဲ့တန်ကြီးတတ်မှတ်ချက်ပေါ့ဩအဲ့ဒီတန်ကြီးဘလောက်မြောက်တတ်မှတ်ထားလို့ကလပ်ကြီးနဲ့တင်းလုံးရဲ့အစီအစဉ်တွေကဒီလိုတန့်ထွက်ရတာတော့ဟုတ်တယ်အချက်လက်တွေရဆိုရင်လေကလပ်နှစ်သိန်းလုံးနဲ့တီချာစီဆွေးနွေးမှုတွေလုပ်ပြီးတဲ့နောက်မှာဘုံမောက်ကတူညီတဲ့တန်ကြီးတစ်ခုကိုပဲပြောခဲ့တယ်လို့ဆိုတယ်ဟုတ်လား ဘယ်လောက်လဲအဲ့ဒါကတော့ပုံတန်ဆက်ဆယ်ပါတယ်ဟာပုံတန်ဆက်ဆယ်တော်တော်များတာဗောဟုတ်တယ်အများကြီးပဲဒီ athletic မှာဖော်ပြကြတာကစပါးသင်းကစုံစားမေးမြန်းလေးတော့ဒီစင်းလုံးပုတ်ကြလာတယ်ဟွန်းအဲ့ဒီနောက်မှာပဲစီမီနီယိုကိုခေါ်ဖို့စဉ်းစားနေတဲ့ club တွေရဲ့စိတ်ဝင်စားမှုကတိတိတတကိုအိပ်စက်သွားတယ်လို့သိရပါတယ်ပုံတန်ဆက်ဆယ်ဆိုတာတိုက်စစ်မှုတယောက်တတော့တကယ်ကိုများတဲ့ပမာဏပဲလေဟုတ်ပါပုံတန်90ဆိုတော့တကယ်ပဲစဉ်းစားစရာဖြစ်သွားတာဗော။ ဒီစေကြောင့် United ရောစပါမှာနောက်တွန့်သွားတယ်ဆိုတော့လေဘွန်ဘောက်ဘကရောဘာလို့ဒီလိုတင်းခံထားတာလဲသူတို့ကတော့အဲ့လိုတောင်းနိုင်တဲ့အခြေအနေမှာရှိနေလို့လားအဲ့ဒါကလည်းစိတ်ဝင်စားစရာပဲဘွန်ဘောက်ကလေညီနိုင်မှုမှာတော်တော်လေးခိုင်မာတဲ့အနေကြောင့်မှရှိနေပုံရတယ်ဩပရမချက်ကစီမီနီယိုကိုပြီးခဲ့တဲ့နေရာဒီကမှငါးနှစ်စာချုပ်တစ်ချုပ်ထားတာอืมဟုတ်ပြီစာချုပ်တက်တန်းကရှိသေးတာပေါ့ဟုတ်တယ်ဒါကြောင့်ကစားသမားကိုအလွဲတကူလက်လွတ်စရာအကြောင်းမရှိဘူးဒုတိယချက်က သူတို့မှလည်းကစားသမားရောက်ထုတ်ပြီးတော့ရန်ပုံငွေရှာဖို့လက်လော်ဖီးယားမရှိဘူးလို့တရင်တွေကဆိုတယ်။ဟုတ်လား။ဟုတ်တယ်။မီလိုစကော့ကက်စ်နဲ့ဒီနိုဝီဆန်တို့ကိုမကြသေးခင်ကရောင်းထားတာလေ။อืมอืมဆိုတော့ငွေကြေးအရာလဲတောင်းတမှုရှိနေပုံရတယ်။ဒီတို့ပေါင်တန်းခွန်စီအောင်နဲ့ရောင်းဖို့လုံးဝစဉ်းစားမှမဟုတ်ဘူးဆိုတဲ့သဘောပဲ။ဟုတ်ကဲ့။ဒါဆိုရင်တော့ရှမ်းသွားပြီ။စီမီနီယိုအပြောင်းရွှေ့ကဖြစ်နိုင်ခြေတော်တော်နည်းသွားပြီပေါ့။အင်းလက်တလော်တော့ ဒီစေးနဲ့ဆိုမဖြစ်နိုင်တော့ဘူးဒီလိုအချိန်နဲ့မှာ club လက်တန်းလုံးအထူးသဖြင့်တိုက်စစ်အားဖြစ်ချင်နေတဲ့ spa အတူကိုလေတခြားဘသူကိုပြောင်းပြီးဥတီလာနိုင်မလဲဟုတ်တယ်နောက်ထပ်ပြမတ်တစ်ခုအဖြစ်နဲ့ brand for က brian and bumo ရဲ့နာမည်ကထပ်ထွက်လာပြန်ရောဩ and bumo သူလက်ကစားသမားကောင်းပဲဟုတ်တယ်အမ်ဘူမိုကလည်းစီမီနီယိုလိုပဲပြီးခဲ့တဲ့ရာသီပရီးမီယာလိဂ်မှာပထမဆုံးအကြိမ် 90အကျော်တွင်းယူနိုင်ခဲ့တဲ့ခြေစွမ်းပြောက်ကစားသမားပါဟုတ်ပါဒါပေမဲ့သူ့ကိုခေါ်ယူမို့ကလည်းစိန်ခေါ်မှုတွေတော့ရှိနေတော့မယ်အမ်ဘူးမို့ရဲ့အခြေအနေကတော့ဘယ်လိုရှိလဲသူ့အတွက်ပြောင်းရွှေ့ကြေးကတော့ဘယ်လောက်လောက်ရှိနိုင်မလဲစီမီနီယိုလောက်ပဲလားဘရန်ဖော့ကတော့ကင်မရွန်ကျယ်ပွင့်အမ်ဘူးမို့အတွက်အနည်းဆုံးပေါင်တန်း60လောက်လိုချင်နေတယ်လို့သိရတယ်အော်တန်း60ဒါလည်းမနည်းဘူးနော်ဟုတ်တယ် ဒါမဲ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကယမစ်တေအရာလေးကစားသမားကိုယ်တိုင်ကတော့ Manchester United Old Trafford ကိုတောင်းရွှေ့ဖို့ပို့ပြီးတော့စိတ်အားထက်သန်မှုရှိနေတယ်လို့နားလဲရတယ်။ဟာဟုတ်လား။ဒါဆို United တွေအခွင့်အရေးပို့များတာပေါ့။အင်းအဲ့လိုတော့ပြောလို့ရပါမယ်။စပါးရဲ့စိတ်ဝင်စားမှုကလည်းရော့သွားဖို့မရသေးဘူးလေ။ဟုတ်ကဲ့ဟုတ်ကဲ့။ဆိုတော့သူ့အတွက်လည်းအပြိုင်စိတ်ဝင်စားမှုတွေကရှိနေတော့မယ်။ဒါဆိုရင်လက်ရှိအနေထားကိုခြုံငုံကြည့်လိုက်ရင်စီမီနီယိုကပေါင်တန်း၁၀ ဆိုတော့ခစ်နေပြီ ဟုတ်တယ်အမ်ဘူးမော့ကပေါင်တန်း60ဒါမဲ့သူစိတ်က United ဘက်ကိုပိုရောက်နေပုံပဲမန်ယူနဲ့စပါးတဲ့တိုက်စစ်မှုရှာဖွေကအပြောင်းရွှေ့စေကအစောပိုင်းမှာတော့အတော်လေးခေါင်းခဲစရာဖြစ်နေပုံပဲနော်ဟုတ်ပါအဓိကမှတ်တရမှာကဘုံမောက်တော့ Brentford လို့ club တွေကသူတို့ရဲ့အဓိကတိုက်စစ်ကစားသမားတွေအတွက်တောင်းနေတဲ့ဇေနုံးတွေလေအင်းစီမီနီယိုအတွက်ပေါင်တန်း80အမ်ဘူးမော့အတွက် ောင်တန်း60ကျိုးဆိုလာမျိုးက Premier League အတွင်းကထိတန်း club ကြီးအတွက်တောင်အပြောင်းအလဲဈေးကွက်အစောပိုင်းမှာကြီးမားတဲ့ဟန်အတိုင်းထိနေတယ်ဆိုတာပါပဲဟုတ်တယ် Premier League မှာခြေစွမ်းပြပီတာကစားသမားကိုခေါ်ခြင်းရင်ဒီလိုတန်ကြီးကြီးကြီးပေးရမယ်ဆိုတဲ့သဘောကိုပြနေတာပေါ့ဒါကြောင့်စဉ်းစားဆရာဖြစ်လာတာက Premier League အတွေ့အကြုံရှိတဲ့သူတွေအတွက်ဒီလောက်ဈေးကြီးပေးရမယ်ဆိုရင် United နဲ့ Spartan လို့ club တွေကဘယ်လိုလမ်းစဉ်ကိုရွေးမလဲပေါ့ဟုတ်တယ်တန်ဖိုးပိုတင်တော်နိုင်မယ် ဒါပေမဲ့တက်သေးတော့မပြရသေးတဲ့လူငယ်ကစားသမားတွေဒါမှမဟုတ်အင်္ဂလန်ပြည်ပလိဂ်တွေကိုဒီနွေရသည်မှာပိုးပြီးအာယုံစိုက်သွားမလားอืมဒါလည်းဖင်လန်ကျတခုပဲဟုတ်ပါတယ်အပြောင်းရွှေ့ပိတ်ရနီလလေးလေးအချင်းတွေကပြောင်းလဲသွားနိုင်လေးလေးဆိုတော့လေစိတ်ဝင်စားစရာကောင်းပါတယ်